တော်ဘုရားကနော်ငရဲပုံကိုမိကြီးတွင်းကြီးများနဲ့တူတယ်လို့ဥပမာပေးတယ်။တတလိဆံပုံကိုကြာတော့မစင်တွင်းကြီးများနဲ့တူတယ်လို့ဥပမာပေးတယ်။နော်ပေတလို့ဆိုတဲ့ပြိတ္တာပုံနဲ့အတုရကယ်ပုံကိုတော့ပေါင်းပြီးတော့သူကပြောတာ။သူကြာတော့ဘာနဲ့တူတယ်လို့ပြောလို့ဆိုတော့နော်အလွန်တရာမှနော်အခက်အလက်နေပါတဲ့အရေးကျဲတဲ့တစ်ပင်အိုနဲ့တူတယ်လို့ဟောတယ်။တတဝတုတယောက်သေးပြီးတဲ့နောက်မှာ လာရရောက်ရကိုဂတိလို့ခေါ်တယ်ဟုတ်လားအဲ့ဒီဂတိကဘယ်နှမျိုးရှိတယ်လို့ကြားဘူးတော့၅မျိုးဒေဝမနုဿနိရိယနဲ့ပေတတရိษံလာရအရှိငါးရံသောဂတိဟုတ်လားဒေဝဂတိကိုကြတော့မြတ်စွာဘုရားကပြတ်သက်ဆောင်ကြီးများနဲ့တူတယ်လို့ဟောတယ်မနုဿဂတိကိုကြတော့မြတ်စွာဘုရားကအရှိကောင်းတဲ့တိမ္မံများနဲ့တူတယ်လို့ဟောတယ ဂတိငါးပါးကိုလှုပ်ဥမာနဲ့ဟောတာအမြင်ရတယ်အမြင်နဲ့ပြည့်စုံတဲ့လူတယောက်ကအောက်ကိုလှမ်းပြီးတော့ကြည်တယ်တဲ့အဲ့လိုကြည်တဲ့အချိန်မှာနေမူကျဲကျဲမှာလူတယောက်ကရိခါတို့ကိုထမ်းပြီးတော့အပေါ်ကနေကပူတယ်အောက်ကတဲကပူတယ်အဲ့လိုအပေါ်ဘူးအောက်ဘူးကြားထဲမှာရိခါတို့ကလေးထမ်းပြီးတော့သူဟာခยีသွားနေတာကိုတွေ့တယ်ဒီလူဘယ်ကိုဥတီနေတာတော့သူလျှောက်နေတဲ့လမ်းက ဘယ်ကိုရောက်မဲ့လမ်းလဲဆိုတာကိုအမြင့်ကကြည့်တဲ့လူကမြင်တယ်တဲ့အဲ့ဒါပထမတစ်ယောက်ဘယ်ကိုဥတည်နေတာလို့ဆိုတော့မိကြီးတွင်ကြီးစီကိုဥတည်နေတယ်တဲ့ဟာဒီလမ်းကြောင်းကိုသာမပြောင်းဘူးဆိုရင်တော့ဒီလူဟာတေချာပေါ့မိကြီးတွင်တဲ့ကိုကြာမှာပဲအဲ့ဒါအဲ့ဒီလူကလည်းလမ်းကြောင်းမပြောင်းဘူးအဲ့ဒါလမ်းလဲဆုံးရောမိကြီးတွင်နဲ့ကြာသွားရောတဲ့အဲ့ဒါမြတ်စွာဘုရားကဥပမာလေးနဲ့ပြောတာတချို့တရားတွေဟာ ငရဲကိုရောက်စေတတ်တဲ့အလုပ်တွေကိုလုပ်နေကြတယ်။ငရဲကိုရောက်စေတတ်တဲ့အပြောကိုပြောနေကြတယ်။ငရဲကိုရောက်စေတတ်တဲ့အတွေ့ကိုတွေးနေတယ်။အဲ့ဒါမိကြီးတင်းစီကိုရအောင်ရှောင်းနေတဲ့ခရီးတွေလိုပဲ။လမ်းကြောင်းမပြောင်းဘူးဆိုရင်အဲ့ဒါတေချာပေါ့ငရဲကိုရောက်။ဟောနောက်တစ်ယောက်ကတော့ဘဲကိုဥတီနေတော့မစင်တွင်းစီကိုဥတီတယ်။မစင်တွင်းဆိုတာအိဆံပုံကိုပြောတာ။လမ်းကြောင်းမပြောင်းဘူး။အဲ့ဒါတေလဲတေရောအိဆံဖြစ်သွားရော။နောက်တစ်ယောက်ကတော့ဘဲကိုဥတီတော့ အရေးမကောင်းတဲ့နားဖို့ခိုးဖို့အတွက်အရေးမပြည့်စုံတဲ့တစ်ပင်အိုတွေကိုဥတည်တယ်။လမ်းကြောင်းမပြောင်းဘူးအရောက်သွားတယ်။ပိတ်တာဖြစ်သွားတယ်ပြောတာ။ဟုတ်လား။နောက်တစ်ယောက်ကတော့သူကအရေးကောင်းတဲ့တစ်ပင်ကြီးကိုဥတည်တယ်။ဒါလူပြည်ကိုယောက်ျောင်းလမ်းကိုရှောက်တယ်လို့ရည်ရွယ်တာ။နောက်တစ်ယောက်ကတော့ပြက်သက်ဆောင်တွေကိုဥတည်တယ်။ဟုတ်လား။အဲ့တော့ဘုန်းတို့စဉ်းစားဆင်ခြင်ရမှာကနိရိယဆိုတဲ့ဒီဂတိဘယ်လိုမြင်ရမှာတော့မိကြီးတွင်လို့မြင်ရမယ်။ ကြသွားမယ်ဆိုရင်အချိန်မရွေးအမြဲတမ်းဘာဖြစ်နေမလဲတော့ပူလောင်နေမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့အိဆံပုံကြတော့ဘလို့ပြောတော့မစင်တွင်းတဲ့ဟာအလုံးမညစ်နွမ်းတယ်ပေါ့နော်မစင်ကြယ်ဘူးမတန့်ရှင်းဘူးနော်အိဆံအများစုဟာနိုင်ရာစားကြတာပဲဟုတ်လားတိဆံတကောင်ရှင်သန်မှုအတွက်တခြားတိဆံတကောင်ကအမြဲတမ်းသေပေးရတယ်ဟုတ်လား တချို့ဆိုရင်မသေးခင်မှာလှုပ်လှုပ်ရွရွဖြစ်နေတော့မှကိုပဲအငမ်းမရမျိုးချပြလိုက်ကြတယ်။ဘာမှအရသာခံနေတာတွေပါနေရှိမယ်အထင်ပါဘူး။ဟုတ်တယ်မဟုတ်လား။ဒီဝမ်းပြည့်ရေးအတွက်ဒီသူရှင်တန်ရေးအတွက်ဒီခြားတရဝါတကောင်ကို तू ကလှုပ်လိုက်ရတော့မျိုးလိုက်ရတယ်။ဒါတွေကဘုန်းဘုန်းတို့ဗာပြောနေတာတော့။တန်ဝေကရဖို့ပြောပြတာ။အဲ့ဒီလိုမျိုးဘုန်းဘုန်းတို့ကရှင်တန်မှုအတွက်အသေးအံယုံခံခဲ့ရတဲ့ဘဝပေါင်းများစွာ ဘုံတို့ဘာလုပ်ခဲ့ရတော့ဖြတ်တန်းခဲ့ရတယ်အဲ့လိုမျိုးကိုဘဝနဲ့ဒီအခြေအနေဆိုးနဲ့ဟာဆက်ဆက်နေတယ်ဆိုတဲ့အမြင်နဲ့ဆင်ကျင်မှတံဝေကဆိုတာဖြစ်နိုင်တယ်ဒီသဘောကိုပြောတာနာငရေတိရိစ္ဆာန်ပြိတ္တာဟောပြိတ္တာကြတော့ဘုံတို့တချို့မြင်ဘူးတယ်ဟုတ်တယ်နော်မြင်ဘူးရတဲ့လူတွေရှိတယ်ဟုတ်လားအရေးအယောင်တွေတွေ့တာရှိတယ်အတန်ပလန်တွေကြားတာရှိတယ် အနှံ့နေရတာရှိတယ်။တချို့ဆိုအကောင့်ထဲအနေနဲ့မြင်ဘူးရတာတောင်ရှိတယ်။နော်ကိုမသိနိုင်တဲ့ကိုမမြင်နိုင်တဲ့ကိုညံမကြက်စားနိုင်တဲ့လောကကသာလေပို့ပြီးတော့ကျပြန့်တယ်။ကိုညံနဲ့ကြက်စားနိုင်တဲ့ကိုသိနိုင်တဲ့နယ်ပယ်ဆိုတာတကယ်တကယ်ကဘာတော့ကျင်းကျင်းလေးတော့ဒီပေတာလောကနဲ့ပတ်သက်ပြီးတော့ကြံ့ကနေတဲ့မှာအလွန်ထင်ရှားတဲ့နော်ဒေသနာလေးတွေစုပြီးတော့မှတ်တမ်းတင်ထားတာရှိတယ်။ နိဒာနဝကတန်ယုတ်ပါဠိတော်ထဲမှာမှတ်တမ်းတင်ထားတယ်လက္ခဏတန်ယုတ်ဆိုတာရှိတယ်။နော်နိဒာနဝကဆိုတာသူကအကြောင်းအကျိုးဆက်ဆက်ပြီးတော့ဟောပြထားတယ်။ပရိစ္ဆသမုပ္ပတ်ဒေသနာကိုအရင်ခံပြီးတော့မှတ်တမ်းတင်ထားတာနိဒာနဝကဆို။အဲ့ဒီလက္ခဏတန်ယုတ်ထဲမှာနော်ပေတာလောကသားတွေရဲ့အကြောင်းကိုဆန်းဆန်းကြဲကြဲမြင်တာကိုပြောပြထားတာ။အခါတော်မှာရှင်မောက္ကလန်နဲ့ရှင်လက္ခဏာ ဂေဇဂုတ်တောင်ပေါ်မှာသတင်းသုံးရင်းနဲ့စွန့်ကန်ချင်းကြားတဲ့အချိန်ကြတော့ဂေဇဂုတ်တောင်ပေါ်ကနေရာသီဥမျိုးတွေကိုစွန့်ကန်ကြမယ်ဆိုပြီးတော့ကြွာလာကြတာဂေဇဂုတ်တောင်ဆိုတာကရာသီဥမျိုးနဲ့မနီမွေးမှာရှိတာပေါ့နော်အဲ့ဒါစိတ်ငြိမ်ရအဲ့ဒီဂေဇဂုတ်တောင်ကြီးပေါ်တက်ပြီးတော့သူတို့နေကြတာသတင်းသုံးကြတာအဲ့ဒါစွန့်ကန်ချင်းကြားတဲ့အခါကျတော့အဲ့ဒီဂေဇဂုတ်တောင်ပေါ်ကနေဆင်းလာကြတာအဲ့လိုဆင်းလာကြရင်းနဲ့ရှင်မောက္ကလံကိုရောမြတ်ကြီးကတဏှာကိုကြည့်ပြီးတော့ပြုံးနေတယ် အဲ့ဒါကိုမြင်တဲ့အခါမှာရှင်လက္ခဏာကမေးတယ်။နော်အကြောင်းမဲ့ပြုံးတာမဖြစ်နိုင်ဘူး။ရှင်ဘုရားဘာဖြစ်လို့ပြုံးတာတုံးဆိုတော့ငါရှင်တဲ့ဒီမေးခွန်းကို ခုဒီအချိန်မှာမမေးပါနဲ့။မြတ်စွာဘုရားရဲ့ရှေ့တော်မှာပိဋက၄ပါးစုံတဲ့အချိန်မှာမေးပါ။နော်အဲ့လိုမျိုးမင်းရှိတဲ့အချိန်မှာရှင်လက္ခဏာလည်းမေးတော့အဲ့ဒါနဲ့စွန်ခန်းစွန်ဖုံးပေးနော်နေတန်စင်ချမ်းချမ်းသာသာနေပြီးတော့ ညနေခင်းကာလညချမ်းကာလရောက်တဲ့အချိန်မှာပေးသက်လေးပါစုံတယ်မြတ်စွာဘုရားရှင်မောက်မှာအဲ့ဒါရှင်လက္ခဏာကရှင်မမောက်ကလံကိုမေးတယ်အရှင်မောက်ကလံမနေ့တုန်းကငါမေးတာအဲ့ဒါပေးသက်စုံမှာဘုရားရှင်ရောက်မှာမေးပါစို့လို့အခုမေးရတယ်သင်ဘာကြောင့်ပြုံးတယ်ဘာကိုမြင်လို့ပြုံးတယ်အဲ့လိုမေးတဲ့အချိန်မှာရှင်မမောက်ကလံအရှင်တဲ့သင်တဲ့ငါနဲ့စွန့်ကန်ကြွားမှာလို့ဂေဇဂုတော်မောကဆင်းလာတဲ့အချိန်မှာငါနားထဲမှာ အော်တန်ကြီးတန်ကြားလို့ငါအတန်လာရသေးကိုကြည်လိုက်တာအတန်ကြားလို့ကြည်တာတော့အဲ့ဒီအတန်ကိုရှင်လက္ခဏမကြားဘူးရှင်လက္ခဏလည်းတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးသူလည်းပဲပါတော့နော်တကောအဋ္ဌိဘတ်နဲ့ပြည့်စုံတဲ့ယန္တာပုဂ္ဂိုလ်ပဲဒါမဲ့သူ့ရဲ့တကောအဋ္ဌိဘတ်ကရှင်မာမောက္ကလန်လောက်ကြီးမားတာထက်မြက်တာမဟုတ်ဟုတ်လားအဲ့ဒါနဲ့ငါအတန်လာရကိုကြည်လိုက်တဲ့အချိန်မှာအယိုးတွေနဲ့ကြီးတိဆောက်ထားတဲ့ တတဝါတကောင်ကောင်းငင်မှာပြန်နေတာကိုတွေ့ရတယ်တဲ့အယိုးတွေနဲ့ညီတိဆောက်တာတဲ့အဲ့ဒီအကောင်ကအော်နေတာတဲ့ဘာလို့အော်တာတုံးဆိုတော့နော်သူ့လိုပဲနော်ကောင်းငင်မှာပြန်တန်းရင်းနဲ့သူ့ကိုထိုးစိတ်နေကြတယ်ကြီးတွေလရတွေစွန်ရဲတွေဘေးကနေဝဲပြီးတော့ဒီအယိုးသားကိုထိုးစိတ်နေကြတယ် အဲ့ဒီအကောင်ကြီးရဲ့ထိုးစိတ်တာကိုမခံနိုင်တဲ့အတွက်ကြောင့်အဲ့ဒီကောင်ကအော်လာဘလို့စမ်းကြတဲ့လောကကြီးလေယုံကြည်မှုနဲ့နားထောင်ကြည့်နော်ဟုတ်လားကိုမသိနိုင်တဲ့မမြင်နိုင်တဲ့တရားဝါးတွေလောကမှာကျက်စားနေကြတာရှိတယ်ဆိုတာလေးကိုဒါကျမ်းကအထောက်အထားပြောပြတာဟုတ်လားအဲ့လိုမြင်တယ်အဲ့ဒါကိုမြင်လို့ဩဒီလိုတရားဝါးမျိုးရယ်လို့လေလောကမှာရှိနေသေးပါလား အဲ့လိုစဉ်းစားတာနဲ့ तू မပြုံးသေးဘူးဘာလို့ပြုံးတဲ့သဘောကဖြစ်လာတာတော့ဆိုတော့ငါမှဒီသဘောမျိုးမရှိတော့ဘူးဒီလောက်ဆင်းရဲတဲ့ဘဝတွေဖြစ်เสียအကြောင်းငါတန်တန်မှမရှိတော့ဘူးကိုကိုကိုပြန်တွေးလိုက်တဲ့ခါကျတော့ဘာဖြစ်သွားလဲကျေနပ်သွားတော့နော်အဲ့ဒီကျေနပ်မှုရလို့ပြုံးသွားတာဟိုသဘောဆင်းရဲနေတာကိုကြည့်ပြီးတော့ပြုံးတာမဟုတ်ဘူးသဘောပေါက်လားအဲ့တော့ဘုန်းဘုန်းတို့ကတိရိစ္ဆာန်လေးတွေကိုကြည့်ပြီးတော့ အခုပေတာလောကသားတွေအကြောင်းစဉ်းစားပြီးတော့ဘုဖုံးတို့မှာရှင်မမောက္ကလံမျိုးပြုံးတယ်လို့မျိုးပြုံးနိုင်တဲ့အပြုံမျိုးမရှိနိုင်သေးဘူးဟုတ်လားဘုဖုံးတို့မှာတော့ဘာပဲဖြစ်မှာတော့တန်ဝေကပဲဖြစ်မယ်ဟုတ်လားတန်ဝေကပဲဖြစ်မယ်ဩငါမှဒီသဘောတဘာဝကိုဖြစ်စေတဲ့အကြောင်းတရားတွေကိုမပေရသေးပါလားငါအချိန်မရွေးဘဝအဆုံးသတ်ပြီးတော့အဲ့ဒီဘဝမျိုးနဲ့ထပ်ပြီးတော့စသွားနိုင်မလားအင်းသိခြင်းတရားဆိုတာ အကြီးမားဆုံးအပြောင်းလဲလို့ဘုံဘုံမကြာခဏပြောရဲနော်ဘဝမှာအကြီးမားဆုံးအပြောင်းလဲဟာတည်ခြင်းတရားပဲတချို့စီဝါရေးတွေအကြီးအကျယ်ကြာရှုံးသွားတာရှိတယ်အကြီးအကျယ်အောင်မြင်သွားတာရှိတယ်ဒါဆိုရင်ဟာဘဝပြောင်းလဲပြီလို့တချို့လက်မှတ်ထောင်ကြတာရှိတချို့ပြည့်စည်သွားတယ်ဆိုရင်လည်းဝန်နေကြည်ခွဲကြတာရှိတယ်ဟုတ်လားပညာရေးတွေကောင်းလို့အစသာအရာရာကိုတန်ဖိုးထားတဲ့အရာတွေကောင်းသွားလို့ဘုရားကတော့ပြောင်းသွားပြီလို့ အပြောင်းလဲအကြီးကြီးလို့ထင်ကြတာတွေမရှိဘူးလားရှိတယ်။ဘယ်အပြောင်းလဲမှသေခြင်းတရားလောက်ကြီးမားတဲ့အပြောင်းလဲကိုမဖြစ်စေဘူး။ကြည့်ကြပါစို့လူတယောက်သေပြီဆိုတာနဲ့ဒီအခြေအနေဟာအကုန်လုံးအပြီးတတ်သွားပြီ။နောက်ထပ်အခြေအနေအစ်စ်တစ်ခုဟာဘာလို့မတော်ဆလာလိမ့်မယ်။အဲ့ဒီအပြောင်းလဲဟာတချို့လူတွေအတွက်ရောက်ဖို့သိပ်မကြတော့ဘူးနော်။စဉ်းစားကြည့်နော်။လူတယောက်သေလို့ခွေးတကောင်ဖြစ်သွားတယ်ဆိုကြပါစို့။ ဒါထက်ကြီးမားတဲ့အပြောင်းလဲဘယ်ရှာတွေ့နိုင်မှာတော့လူရှင်စစ်ကနေပြီးတော့ခွေးတကောင်ဖြစ်သွားတယ်စိတ်ကူးလေးလက်တွေ့ကြားကြကုကြည်စမ်းပါနော်လူရှင်စစ်ကနေနွားတကောင်ဖြစ်သွားတယ်လူရှင်စစ်ကနေအလွန်ဆင်းရဲတဲ့ငရဲသားတစ်ယောက်ဖြစ်သွားတယ်စဉ်းစားကြည့်ပါဒါထက်ကြီးမားတဲ့အပြောင်းလဲရှိနိုင်မလားနော်လူရှင်စစ်ကနေနတ်ဖြစ်သွားတယ်ပြင်မာဖြစ်သွားတယ်ကောင်းတဲ့ဘက်မှာလည်းပဲအလွန်ကြီးမားတဲ့အပြောင်းလဲကြီးတစ်ခုလို့ဆိုနိုင်မလားဆိုနိုင်တယ် အဲ့ဒီလိုအပြောင်းအလဲမျိုး ရှင်မောကလံမှာရှိသေးသလားမရှိတော့ဒီလိုဘဝမျိုးမပြောနဲ့ဘယ်လိုဘဝမျိုးမှသူ့မှာဖြစ်เสียအကြောင်းမရှိဘဝကဒုက္ခဘယ်ဒုက္ခမှသူ့မှာဆက်ပြီးတော့ဖြစ်เสียအကြောင်းမရှိဒါကြောင့်မလို့သူ့မှာဖြစ်တာလည်းတော့ပြုံးတာလည်း